ိုတောက်တာမကားမှုကျမ်းမာရေးထိခိုက်တယ်လို့ဘလောက်ပဲပြောပြောကျိုင်းနှက်တတ်သူပမာဏကတော့ရော့ကြမသွားပါဘူးเนาะတောက်သုံးနေကြသေးပါအကြောင်းပြချက်အမျိုးမျိုးကြောင့်အရတောက်သုံးနေကြပေမဲ့အချို့သောအခိုက်တန့်နေမှာတော့အရကိုလုံးဝရှောင်ကျဉ်မှုလိုတယ်ဆိုတာကိုသိထားသင့်ပါတယ်နော်။ဒီနေ့ခင်မှာအရတေစာမိဝဲတာက တားမြစ်ရခတ်တဲ့ကိစ္စတစ်ခုဖြစ်လာပါဗျ။ ျော်လို့စိတ်ညစ်လို့နှူးမှုရေးကြောင့်အလုတ်ကိစ္စကြောင့်စသည်ဖြင့်အမျိုးမျိုးသောအကြောင်းပြချက်တွေနဲ့လူတွေက အရက်ကိုတောက်သုံးနေကြတာပါအရက်တောက်သုံးမှုကြောင့်တစ်နှစ်ကိုလူ၃သန်းလောက်တိတ်ဆုံးနေပေမဲ့အရက်သေးသာမိဝဲမှုကတော့ရော့ကြမသွားပါဘူးနော်ဒီလိုအခြေအနေမျိုးတွေမှာအရက်သေးသာတောက်သုံးမှုကြောင့်ထိခိုက်လာနိုင်တဲ့အခြေအနေမျိုးတွေကိုရော့ကြဖို့အတွက် အချို့သောအခိုက်အတန့်တွေမှာ အရတောက်သုံးမှုကိုရှောင်ကျဉ်မှုလိုအပ်တယ်လို့ပညာရှင်တွေကသတိပေးလာကြပါတယ်။ဘလို့အခြေအနေတွေမှာအရတောက်သုံးမှုကိုရှောင်ရမလဲဆိုရင်တော့ပထမတစ်ချက်ကတော့စေဝါတမျိုးမျိုးဆွဲတောက်နေရခြင်းမှာကျမ်းမာရေးအကြောင်းပြချက်တစ်ခုခုကြောင့်စေဝါမိဝဲနေရသူတွေအနေနဲ့အရကိုလုံးဝရှောင်ကျဉ်မှုလိုအပ်ပါလိမ့်ရှင်။တချို့သောစေဝါတွေကအေကိုဟောနဲ့ပေါင်းစပ်မိတဲ့အခါမှာဓမ္မတဲ့တာတွေ အာယုံကြောစနစ်ထိငိုက်တာတွေနဲ့စိတ်ပိစီးမှုများတာတွေလိုမျိုးဘေးရွက်ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။နောက်တစ်ချက်က ကိုဝင်ရှိနေချိန်မှာကိုဝင်ဆောင်အမျိုးသမီးတွေအနေနဲ့အရက်မတောက်ဖို့လိုအပ်ပါတယ်နော်။အရက်တောက်သုံးမှုကြောင့်ရင်သွေးကိုထိခိုက်စေနိုင်တယ်လို့မျိုးပွားမှုနဲ့သက်ဆိုင်တဲ့လုံဆောင်ချက်တွေကိုလည်းကျဆင်းစေတာကြောင့်ဖြစ်ပါတယ်ရှင်။အဂိုရောကအမျိုးသမီးတွေကိုသာမကပဲနဲ့အမျိုးသားတွေရဲ့မျိုးပါနိုင်စံကိုလည်းကြဆင်းစေပါတယ် ောက်တစ်ချက်ကလင်းရင်စီးနေတဲ့အချိန်မှာလင်းရင်စီးနေတဲ့အချိန်မှာ အရသေးစားတောက်တုံးမှုကလည်းစိုးကျိုးတွေဖြစ်စေနိုင်ပါတယ်နော်အခုနောက်ပိုင်းမှာလေချောင်းလိုင်းနေမှာဆိုရင်အရပြင်းတွေနဲ့တချို့ဝိုင်းတွေကိုဝန်ဆောင်မှုအဖြစ်ထည့်သွင်းလာကြပေမယ့်ကျန်းမာ ရေးရှုထောက်ကကြည့်မယ်ဆိုရင်တော့အလွန်မြင့်မားတဲ့အမြင့်ပေမှာအရသေးစားမိဝဲတာကခန္ဓာကိုယ်ကိုအလွန်ထိခိုက်စေနိုင်တဲ့အခြေအနေတစ်ခုပါအထူးသဖြင့်အပြင်းအထန်ရေတပ်ဆုံးရှုံးမှုနဲ့ တင်းထန်ရနာကြတာတွေကိုလည်းဖြစ်စေနိုင်ပါတယ်နော်။နောက်တစ်ချက်ကအိပ်ရာမဝင်ခင်အချိန်မှာအရက်တောင်းရင်မူပြီးအိပ်ပျော်စေတယ်ဆိုတော့ယုံတန်းအမကြီးကအရက်ကိုအိပ်ရာဝင်ခံကြီးမှာတောက်သုံးပြအောင်တွန်းအားပေးနေပါတယ်။တကယ်တော့အရက်တောက်ပြီးအိပ်ပျော်သွားတာကနှင်းနှင်းချက်ချက်အိပ်ပျော်သွားတာမဟုတ်တလို့ကျန်းမာရေးကိုလည်းအထောက်အကူမပြုပါဘူးနော်။တကယ်တမ်းမှာအေကိုဟော့ကအိပ်ဆက်ခြင်းကိုထိခိုက်စေတဲ့ဓာတ်တစ်မျိုးသာဖြစ်ပါတယ်။ ။ဖယင်မောင်းနေခြင်းဒါမှမဟုတ်မမောင်းနေခြင်းမှာအရက်တေစာတောက်စားတာမျိုးကိုလုံးဝမပြုလုပ်သင့်ပါဘူးနော်။ဒီအချက်ကတင့်ကိုအတက်အန္တရာယ်ထိခိုက်နိုင်တဲ့အထူးပြဿနာဖြစ်စေနိုင်ပါလေ။ဘာကြောင့်လဲဆိုရင်တော့ရေမတော်တဆမှုတွေမှာတည်ဆုံးသူရဲ့28ရာခိုင်နှုန်းကအရက်တောက်ထားကြသူတွေမှလို့ပဲဖြစ်ပါတယ်။နောက်တစ်ချက်ကပဋိဇီဝဇေတွေမှီဝဲနေရတဲ့အချိန်မှာအနီဘာအော်ဒစ်တွေကအေဂိုရောနဲ့ရောနှောသွားလို့မဖြစ်တဲ့စီးဝါအမျိုးအစားတွေဖြစ်ပါတယ်။ အခြေအနေတစ်ခုခုကြောင့်ပဏိစည်းဝါးဈေးတွေမိဝဲနေရတယ်ဆိုရင်တော့အရက်ကိုမဖြစ်မနေရှောင်ကျဉ်မှုလိုအပ်ပါတယ်ရှင်။နောက်တစ်ချက်ကတော့စိတ်ဖိစီးမှုတွေရှိနေချိန်မှာစိတ်ဖိစီးတာစိတ်တက်ကြတာစိတ်ပင်ပန်းတာပူပင်သောကများတာတွေခံစားနေရတယ်ဆိုရင်တော့အရက်နဲ့ဖြေဖြောက်ဖို့ကိုမစဉ်းစားပါနဲ့နော်။အရက်ကတင့်ရဲ့ပူပင်သောကတွေကိုပိုဆိုးစေပါတယ်။ဆုံးဖြတ်ချက်အမားတွေ ကိုလည်းလုံးမိစေပါတယ်။ဒါအပြင် အရက်သေးသာစိတ်ကျမ်းမာရေးပြဿနာကိုပါစိုးဝါးစေတဲ့အရာတစ်ခုဆိုတာကိုလည်းသိထားဖို့လိုအပ်ပါတယ်နော်။နောက်ဆုံးတစ်ချက်ကတော့နေပူတဲ့သွားပြီးတဲ့အချိန်မှာပြင်းထန်တဲ့နေပူတဲ့မှာအချိန်ကြာကြီးအလုံးလုံးနေပြီးချိန်မှာဒါမှမဟုတ်နေပူပူမှာလူစုလူဝေးနဲ့အချိန်ကြာမြင့်စွာလမ်းလျှောက်ခဲ့ပြီးတဲ့အချိန်တွေမှာအရက်တော့သုံးခြင်းကိုရှောင်ကျဉ်သင့်ပါတယ်။ဒီအပြုအမူမျိုးတွေဟာခန္ဓာကိုယ်မှာ ရေတဆုံးရှုံးစေတာများသလိုလေဖြတ်တာ အုံနောက်သွေးကြောထိခိုက်တာတို့ကိုလည်းဖြစ်စေပါတယ်။အခုပြောပြခဲ့တဲ့အခြေအနေတွေမှာ အရက်တေသာတောက်သုံးမှုကိုလုံးဝရှောင်ကျဉ်တင့်တယ်လို့ကျန်းမာရေးပညာရှင်တွေကသတိပေးထားပါတယ်။တကယ်တမ်းတော့အရက်တောက်သုံးမှုက ကျန်းမာရေးကို ထိခိုက်စေတဲ့အပြုအမူတစ်ခုပဲဖြစ်ပါတယ်ရှင်။ဒါပေမဲ့စိုင်းနဲ့တတ်လို့ဖြစ်စေအကြောင်းပြချက်တစ်ခုခုကြောင့်ဖြစ်စေပြီးဝဲနေတယ်ဆိုရင်တော့မှ အခုပြောပြပေးခဲ့တဲ့အခြေအနေတွေအခိုက်အတန့်တွေမှာတော့အရက်ကိုတောက်သုံးတာလုံးဝမပြုတ်လို့သင့်ပါဘူးလို့အကြံပြုရင်းနဲ့ပဲဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ရှင်အားလုံးပဲနေကောင်းကျန်းမာကြပါစေနော်